ရေဒီယို NUG သောတာရှင်မိဘပြည်သူများမင်္ဂလာပါခင်ဗျာခုချိန်ကစပြီး2025ခုနှစ်ဇွန်လ6ရက်နေ့ညပိုင်းမှာတင်ပြပေးမယ့်ရေဒီယို NUG စီရေးသတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါရယ်ခင်ဗျာကျွန်တော်ကတော့မင်းယူပါပထမဆုံးစီရေးသတင်းနေဖြင့်တဘေချင်းမြို့နယ်ကကြက်ရိုးပင်ရွာဖုန်ကြီးကျောင်းကိုစစ်တပ်ကလေကြောင်းတိုက်ခိုက်မှုဖုန်ကြီးတစ်ပါးပြန်လည်တော်မူပြီးအရက်သား၄ဦးဒဏ်ရာရတဲ့သတင်းကိုတင်ပြပေးပါမယ် မန္တလေးတိုင်းတပိတ်ချင်းမြို့နယ်တဲကကြက်ရိုးပင်ရွာဖုန်ကြီးကျောင်းကို အကြမ်းဖက်စစ်ကောင်စီကလေကျောင်းကနေတိုက်ခိုက်ခဲ့တဲ့အတွက်ဖုန်ကြီးတပါးပြန်လည်တော်မူပြီးအရက်သားပြည်သူလေးဦးထိခိုက်ဒဏ်ရာရသွားတယ်လို့ပြည်ဦးလွင်ခရိုင်ပြည်သူ့ကာကွယ်အဖွဲ့ကထုတ်ပြန်ပါတယ်။မနေ့ဇွန်လ9ရက်ညနေ9:18မိနစ်အချိန်မှာတရအူးကနေတက်လာတဲ့ Jet Fighter တစ်စင်းကကြက်ရိုးပင်ရွာဖုန်ကြီးကျောင်းကိုလေကျောင်းကနေတိုက်ခိုက်သွားတာလို့ဆိုပါတယ်။ ဒီလေကြောင်းတိုက်ခိုက်မှုကြောင့်ဖုန်ကြီးတစ်ပါးပြန်လွန်တော်မူပြီးအရက်သား၃ဦးနဲ့မျိုးသမီး၁ဦးဒဏ်ရာရသွားတယ်လို့အသိပေးပါဗါဒ်။အဂူလာတရက်နေ့မနက်ပိုင်းတုန်းကလည်းအကြမ်းဖက်စစ်တပ်ရဲ့ Jet Fighter တစ်စင်းကတပိတ်ချင်းနယ်ထဲက၄မိုင်ကန်သာစာတင်ကြောင်းကိုပေါင်900ဘုံဒီတလုံးကျဲချခဲ့တာကြောင့်ចောင်းဆောင်နှစ်ဆောင်ပြက်စီးခဲ့ရပါသေးတယ်။အခုလိုចမ်းဖက်စက္ကစတက်ကရက်သားပြည်သူတွေကိုပြစ်မှတ်ထားတဲ့တိုက်ခိုက်မှုတွေဇက်တိုက်လုပ်နေတဲ့အတွက်ပြည်သူလူထုအနေနဲ့စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ဝေးတဲ့နေရာမှာနေထိုင်ကြဖို့နဲ့ လေချောင်းရံကာကွယ်နိုင်ရေးဘုံခိုကျင်းတွေတူထားကြဖို့လဲပြင်းလွင်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့တော်လိုင်းအင်အားစုတွေကနှိုးဆော်ထားပါတယ်ခင်ဗျာဒုတိယသတင်းအနေဖြင့်နောင်ချိုမြို့နယ်မှာစစ်ကောင်စီကလက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့်ရက်သား၄ဦးဒဏ်ရာရပြီးအိမ်နှလုံးပျက်စီးတဲ့သတင်းကိုတင်ပြပေးပါမယ်။အပြစ်ရက်တတန်းတိုးထားတဲ့အကြမ်းဖက်စစ်တပ်ကလက်နက်ကြီးတွေနဲ့နှစ်ရက်ဆက်ပစ်ခတ်တိုက်ခိုက်နေတာကြောင့် နောင်ချိုမြို့နယ်ကရက်သားပြည်သူ၄ဦးဒဏ်ရာရခဲ့ပြီးအိမ်နှလုံးနဲ့ဘုံကြီးကျောင်းတစ်ကျောင်းပျက်စီးခဲ့တယ်လို့ PSLF TNL သတင်းနှစ်ပြန်ကြားရေးဌာနကပြောပါတယ်။ဇွန်လ၄ရက်နေ့မှာစစ်ကောင်စီတပ်ကနောင်ချိုမြို့ဈေးရက်ွက်ကိုလက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့်မျိုးသား၂ဦးနဲ့မျိုးသမီး၂ဦးဘုံစထိမှန်ဒဏ်ရာရခဲ့ပြီးအိမ်နှလုံးနဲ့ကံဘောစကျောင်းတိုက်ဘုံကြီးကျောင်းလက်နက်ကြီးကြီးထိမှန်ပျက်စီးခဲ့တယ်လို့ဆိုပါတယ်။ထို့အတူဇွန်လ၃ရက်မနက်၉နာရီခန့်အချိန်မှာလည်း စစ်ကောင်စီတပ်ကရေဖြူကျေးရွာကနေကံကောကျေးရွာတဲကို drone နဲ့ဘုံသီး6လုံးပစ်ချခဲ့ပြီးညနေ4နာရီခန့်အချိန်မှာကံကြီးကျေးရွာကို drone နဲ့တကြိမ်လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။ညီနောင်မဟာမိတ်၃ဘွဲကငလင်တန်းတင်ပြည်သူတွေအတွက်လူသားချင်းစာနာထောက်ထားရေးလုပ်ငန်းတွေဆက်လက်ဆောင်ရွက်နိုင်ဖို့တိုက်ပွဲဖြစ်နေရာတွေမှာထိုးစစ်ဆင်မှာမဟုတ်ဘူးလို့တဖက်သက်ပြည့်ရက်ကာလကိုနောက်ထပ်တစ်လတက်တန်းတိုးထားမယ်လို့ဇွန်လ၂ရက်နေ့မှာထုတ်ပြန်ကြေညာထားတာကိုအခွင့်ကောင်းယူပြီး စစ်ကောင်စီတပ်ကနောင်ချုံမြို့ကိုဆက်လက်ဘုံကျဲတိုက်ခိုက်နေတာပဲဖြစ်ပါတယ်။ဒါကြောင့်မိဘပြည်သူများအနေနဲ့စစ်ကောင်စီရဲ့ဘုံကျဲတိုက်ခိုက်မှုကိုရှောင်ရှားနိုင်ဖို့စည်ရေးသတိအမြဲရှိနေဖို့လိုပြီးလေကြောင်းရန်ကနေကာဝယ်နိုင်ဖို့လေကြောင်းရန်ကာဝယ်ရေးဆိုင်ရာနီးလန်းတွေကို လိုက်နာဆောင်ရွက်ကြဖို့ TNL ကတိုက်တွန်းနှိုးဆော်ထားပါတယ်ခင်ဗျာ။ယခုနောက်ဆုံးစည်ရေးသတင်းနေဖြင့် မတူပီမင်းတက်လမ်းပြုတ်ပြနေတာကြောင့်ဇွန်လ15ရက်နေ့အထိသွာလာတာမျိုးမလုပ်ဖို့ CDF မတူပီအတိပေးတဲ့သတင်းကိုတင်ပြပေးပါမယ်။ချင်းပြည်နယ်တောင်ပိုင်းမှာရှိတဲ့မတူပီမင်းတက်လမ်းကိုပြုတ်ပြနေတာကြောင့်ဒီလဇွန်လ6ရက်နေ့ကနေဇွန်လ15ရက်နေ့အထိလုံးဝဖြတ်တန်းသွာလာခြင်းမလုပ်ကြဖို့မတူပီတော်လင်ရဲ့ဖွဲ့ချုပ် MRO ချင်းကာကွယ်ရေးတပ်ဖွဲ့မတူပီ CDF မတူပီကဇွန်လ9ရက်နေ့မှာအတိပေးထုတ်ပြန်လိုက်ပါတယ်။ မတူပီပြည်သူလူထုရဲ့ကုန်းစည်စီးဆင်းရာအဓိကလမ်းဖြစ်တဲ့မတူပီမင်းတက်လမ်းမိုင်းတိုင်း61မှာယိုယွင်းပျက်စီးနေတဲ့အတွက် MRO CDF မတူပီအနေနဲ့ပြုပြင်တဲ့ကာလကိုမေလ22ရက်ကနေဇွန်လ9ရက်နေ့အထိသတ်မှတ်ခဲ့ပေမဲ့မိုးတီးထန်စွာရွာသွန်းနေတာကြောင့်လုပ်ငန်းမပြီးနိုင်သေးဘဲဆက်လက်ပြုပြင်နေတယ်လို့ဆိုပါတယ်။ဒါကြောင့်မတူပီမင်းတက်လမ်းပိုင်းမှာသွာလာနေတဲ့ရင်တွေအလုံးဇွန်လ15ရက်နေ့အထိအသုံးမပြုကြသေးဘို့အတိပေးထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ မတူပီမြို့ကို CDF မတူပီပါဝင်တဲ့ချင်းမြင်အောင်ဖွဲ့နဲ့မဟာမိတ်ပူးပေါင်းအဖွဲ့တွေကပြီးခဲ့တဲ့2024ခုနှစ်ဇွန်လ29ရက်နေ့မှာအပီးသက်သိမ်းပိုက်ခဲ့ပြီးမြို့အုပ်ချုပ်ရေးလုပ်ငန်းတွေကိုလည်း CDF မတူပီကဆက်လက်ဆောင်ရွက်နေတယ်လို့သိရပါတယ်ခင်ဗျာအခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းတောက်ကိုခန့်မှပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ